အပိုင်းမှာစိတ်နှောင့်ယှက်တော်တော်လေးဖြစ်စေတဲ့ SMS တွေတော်တော်များများဝင်လာတာကိုတွေ့ရတယ်နော်ကျွန်တော်စီလည်းတော်တော်များများဝင်လာတဲ့လိုမျိုးအခုချိန်မှာပေးဆွေစီကိုလည်းဝင်လာပါလိမ့်မယ်အဲ့လိုဝင်လာတဲ့ SMS တွေရဲ့နောက်ွယ်မှာဘယ်လောက်ထိအနေရှိသွားနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြောပြမယ်အဲ့ဒါကိုဘယ်လိုမျိုး protect လုပ်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြမယ်အလုံးမင်္ဂလာပြဒီနေ့မှာကျွန်တော်မိတ်ဆွေတွေကိုမျှော်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဒီဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်လက်တလုံးမှဆိုရင်ကျွန်တော်တို့ရဲ့ဒါဖုန်းနေတဲ့ကို အတန်တယ်လီနောဖုန်းတွေကိုကျွန်တော်မက်ဆေ့တွေပေါ့နော် SMS တွေဝင်လာတယ်အဲ့ဒါကြီးကဘာလဲဆိုတော့ဂိမ်းကစားဖို့အတွက်ကောလင်းနေချပေးတယ်လင်းနေဝင်ခိုင်းနေပေါ့နော် ဒီဖြစ်စဉ်တွေအရဆိုကျွန်တော်တနိုင်ငံလုံးတန်းတာနဲ့တော့အတန်သုံးဆွဲသူတွေတိန်တော့သုံးဆွဲသူတွေအနေနဲ့အားလုံးဖြစ်ကြုံတွေ့နေရတဲ့ဒါဖြစ်စဉ်လေးပဲဖြစ်ပါတယ်အဲဒီ link တွေကဗာကြောက်ပို့တာလေဗာဖြစ်လို့ဒီ link တွေကိုပို့နေတာလေဆိုတော့ကိုအပြည့်အစုံလုံးလေးပြပြပေးတဲ့ video file လေးတစ်ခုကိုတွေ့ရှိရတဲ့အကြောင်းမို့ကျွန်တော်မိတ်ဆွေတွေကိုပြောင်းပေးလိုက်ခြင်းဖြစ်ပါတယ်ဒီ video file လေးကကျွန်တော်တို့ down test ဆိုတဲ့ Facebook page အတင်ထားပဲဖြစ်ပါတယ်ဝင်း video file ရှင်လေးကျွန်တော်ဒီနေ့ credit ပေးပါတယ်ကျွန်တော်ဒီ video file လေးကိုမတည်သေးတဲ့ကျွန်တော်မိတ်ဆွေတက်ကိုကျွန်တော်ပြောင်းပေးခြင်းဖြစ်ပါတယ်ခင်ဗျဒီ video file ပြည့်စုံရင်ကျွန်တော်တို့ like ပဲကြည့်ရှုပေးပါဦးနော်ကိုရဲ့ဘိုင်းမှာ စိတ်နှောက်ရတော်တော်လေးဖြစ်စေတဲ့ SMS တွေတော်တော်များဝင်လာတာကိုတွေ့ရတယ်နော်ကျွန်တော်စီလည်းတော်တော်များဝင်လာတဲ့လိုမျိုးအခုချိန်မှပေးဆွေးစီလည်းဝင်လာပါလိမ့်မယ်အဲ့လိုဝင်လာတဲ့ SMS တွေရဲ့နောက်ွယ်မှာဘယ်လောက်ထိအနေရှိသွားနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ပြောပြမယ်အဲ့ဒါကိုဘယ်လိုမျိုး protect လုပ်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြမယ်ဒီ SMS တွေကမမရရဆိုလို့ရှိရင်2025မတ်လ28ရက်နေ့ငလင်းအပြီးမှာတော်တော်များများဝင်လာတော့တတိထားမိရဲ့ပြောလို့ဆိုပြအခုလိုမျိုးငလင်းတွေလုံတယ်တဘောဘီးရင်တွေကြုံတွေ့နေရထိခိုက်ပျက်စီးမှုတွေများတယ် ုံရှုံမှုတွေလည်းရှိတယ်။အဲ့လိုအချိန်မှာ SMS တွေပို့ပြီးလေးနေတာကြီးကတိတ်တော့လက်ခံနိုင်ကြအကြောင်းကြီးကျွန်တော်အနေနဲ့ကလုံးဝလက်မခံဘူးเนาะ။တာမန်အချိန်မှာလည်းဒီလိုမျိုး SMS တွေပို့ပြီးလိန်တာတော့မမိုက်ဘူးအခုလိုမျိုးနေ့တိုင်းနေ့တိုင်းပြီးတော့ဖုန်းနံပါတ်တစ်ခုဘလော့လိုက်နောက်တစ်ခုနဲ့ထပ်ပြီးတော့ပို့တယ်အဲ့လိုစာရင်းကကျွန်တော်တို့ရဲ့ daily life မှာတော်တော်လေးအနောက်ဆက်ဖြစ်တယ်ပြောမှဆိုသူပို့တဲ့စာရင်းကတစ်ခါလေသမီးစားချစ်သူရင်းစားကြားရမှာပြောတဲ့စကားတွေတတော်မှာပို့ပြီးတော့ romantic စာလိုမျိုးတချို့စာရင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ personal life ကိုပါချိန်ချောက်တဲ့စာလိုမျိုးလေးတွေကတွေ့ရတယ်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ပို့တဲ့ link တွေဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် link ကတစ်ခုတည်းမဟုတ်ဘူးအဲ့တော့အများကြီးရတယ်ကျွန်တော်တို့ပို့တယ်လို့ခံစားအောင်သူတို့လုပ်ထားတယ်အမှန်တော့ လောကမဟုတ်ဘူးသူက sub domain အနေနဲ့ပဲကျွန်တော်တို့ပို့တာကျွန်တော်ဝင်ကြည့်လိုက်မယ်ဆိုလို့ရှင်အဲ့ website တစ်ခုတည်းကိုပဲချိန်ကြပါအောင်ရောက်သွားလိမ့်မယ်အဲ့ website ကလည်းဘာမှမရှိဘူးကျွန်တော် download လုပ်ဖို့အတွက် interface တစ်ခုပဲရှိအဲ့ interface မှာကျွန်တော်တို့ခုကို download လုပ်လိုက်မယ်ဆိုလို့ရှင်အခုပြထားတဲ့ file name နဲ့ application တစ်ခုပဲထွက်လာလိမ့်မယ်အဲ့ application က ပြောမယ်ဆိုလို့ရှိရင်အာ gambling app လို့မျိုးပဲပေါ့နော် gambling လုပ်ပြီဆိုရင်လည်းသူတို့က application ကို base လုပ်တာမျိုးပဲနဲ့ website ပေးပဲပေါ့နော်အဲ website မှာပဲ game မောင်းကားဘာညာတာရကအဲ့လိုမျိုးစုံစီနေအောင်ကျွန်တော်တို့ထည့်ပေးထားတယ်အဲ့လိုမျိုးသွားဆော့ရတဲ့သဘောမျိုးအဲ့တော့ကျွန်တော်အလောင်းစားလုပ်ဖို့အတွက် application တကူတက်တက်ထက်ထောင်းခိုင်းတာက gambling တဘောတဘာဝရဆိုတိတ်တော့တဘာဝမကြအောင်ဆိုတော့အဲ့ application ကရောဘယ်လို permission တွေတောင်းလဲကျွန်တော် photo တွေ video တွေ permission တောင်းတယ်ပြီးရင် location တောင်းတယ် ဖုန်းရဲ့ contact ကိုပါသူက permission ထပ်တောင်းလာတယ်အဲ့တော့အဲ့ application ကိုကျွန်တော် permission အကုန်ပေးလိုက်ဆိုရင်ကျွန်တော်ရဲ့ user data တော်တော်များများလေးပြန်သွားပြီလို့အခြေခံအပြင်သတ်မှတ်လို့ရတယ်များသောအားဖြင့်အခုလိုမျိုးဝင်တဲ့စာရီကကျွန်တော်ရဲ့ public သုံးငယ်ဖုန်းနံပါတ်တွေဝင်လာများတယ်ဥပမာဆိုပါစို့ဗျာကျွန်တော်မှာ sim card နှစ်ကတ်ရှိရယ်တကတ်ကကြောက် public သုံးတဲ့ကတ်တကတ်ကကြောက်ကျွန်တော်လုံးဝ privacy ရှိရှိလုံးဝ private သုံးတဲ့ကတ်ပေါ့ဗျာအဲ့လို private သုံးတဲ့ကတ်ကိုဆိုလို့ရှိရင် ISMS တွေကလုံးဝမဝင်တကယ်လို့ public သုံးတဲ့ကတ်တွေဆိုလို့ရှိရင်တော့ကျင်းသိပေါ့ဝင်ဖို့ ရှစ်ဆင်ရကန်တော့အထက်ပို့ပြီးတော့တေးကြတယ်။ဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေဘယ်လိုရပါနိုင်လဲ။ပြောမှဆိုလို့ဗျာကျွန်တော်အရှိမပြောခဲ့သလိုပဲသူ့ရဲ့ application ရနေပြီးတော့ contact ကိုယူလိုက်တယ်အဲယူလိုက်တဲ့ contact တွေကိုပဲစင်ပွားစင်ပွားပြီးတော့လိုက်ပြီးတော့ပို့တဲ့ပုံစံမျိုးနဲ့သူတို့သွားတယ်ဒါမှမဟုတ်ရင်ကိုက promotion တစ်ခုခုမှာကျွန်တော်ဖုန်းနံပါတ်ထည့်ပေးလိုက်မြင်အဲလိုထည့်ပေးလိုက်မြင်ရဲ့ဖုန်းနံပါတ်ကိုသူတို့ပို့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့တေးကြတာတစ်ခုကတော့ မိတ်ဆွေကလုံးဝ private သုံးနေကတ်ဆိုလို့ရှင်တော့ဝင်နိုင်ဖို့ chance ကတက်မဆန်တော့ပဲရှိတယ်။ဆိုတော့ကျွန်တော်တို့သုံးနေဖုန်းတွေပုံမှာဘယ်လိုမျိုး security risk ကရှိနိုင်လဲဆိုလို့ရှင် Android ဖုန်းတွေမှာဆိုလို့ရှင်တော့ဘလောက်ပဲ security ကောင်းကောင်းတော့ကျွန်တော်တို့ application install လုပ်ကြတဲ့ risk ကရှိသွားပြီ။ဒါပေမဲ့ iOS သမားတွေကတခုတော့ကန်ကောင်းတယ်။ဘာလို့လဲဆိုတော့သူက APK file နဲ့ပဲဖြစ်တဲ့ကြောင့် iOS မှာလုံးဝလုံးလုံးမှာမဟုတ်ဘူး။အဲ့တော့ iPhone သမားတွေကတော့ easily နေလို့ရသေးတယ်။အခုဖြစ်နေတာကတော့ Android သမားတွေမှာများသောအားဖြင့်သွားပြီး effect ဖြစ်နိုင်ရှင်ရော။ ဆိုတော့ဒီရောက်ကျွန်တော်ဘယ်လိုမျိုးကာကွယ်လို့ရမလဲကာကွယ်လို့ရမလဲဆိုရင်အပိုင်းမှာကျွန်တော်နှစ်ပိုင်းပိုင်းလို့ရတယ်ပြောမှဆိုလို့ရှိရင်ကျွန်တော်သုံးနေတဲ့တယ်လီဖုန်းနေနေနဲ့ဒီဟာဘယ်လိုမျိုးအရင်းယူပေးမှာလဲပြောမှဆိုပြာတခြားနိုင်ငံတွေမှာဒီဖုန်းနံပါတ်ကကျွန်တော်နေ့စဉ်ကောတရာတက်ခေါ်လိုက်ပြီးဆိုတော့ねဒီဟာကိုနည်းနည်း span call အဖြစ်သတ်မှတ်ပြီးတော့ iPhone ရာရင်ပိတ်ပလိုက်တာမျိုးစာရီထွက်တာများပြီဆိုလို့ရင်အဲ့ဆင်ကပ်ကိုခဏရာရီပိတ်သိမ်းလိုက်တာမျိုးတွေလုပ်တယ်ဒါမဲ့ကျွန်တော်နိုင်ငံမှာဘယ်လိုမျိုးလုပ်မလဲ ။ပုံမှန်အဖြစ်များကျွန်တော် SMS ထွက်သွားတာက end to end encryption နဲ့မဟုတ်ဘဲ data map free ပဲထွက်သွားတာ။ဆိုတော့ operator အနေနဲ့ဒီဟာကိုပင်ပြီးစစ်ဆေးလို့ရတယ်။ဒီ SMS တွေကိုပဲဖုန်းနံပါတ်တွေအများကြီးကိုပို့နေတာကသူတို့ပုံမှာ traffic ကမိမှာပဲ။အဲ့လိုမိတဲ့ဟာကိုဘယ်လိုမျိုးတားဆီးပေးမလဲ။အဲ့လိုမျိုးတွေကိုကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့ပြောဖို့လိုလာပြီ။အဲနောက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ဘယ်လိုမျိုး set defend ပေါ့နော်။ဘယ်လိုမျိုးကာကွယ်လို့ရမလဲ။ အဲမြန်မာနိုင်ငံကိုဝင်တဲ့ official phone တော်တော်များများမှာ Google Message နဲ့လာတာဖြစ်တဲ့ကြောင့် Google Message မှာကကျွန်တော် spam message ကို protect လုပ်ရ feature တော့ပါတယ်ဒါပေမဲ့တကယ် international မှာဖြစ်တဲ့ spam message တွေ spam call တွေဝင်သွား defense လုပ်ဝင်နိုင်မှာကျွန်တော်မြန်မာနိုင်ငံမှာဖြစ်တဲ့ဟာဒီ domestic ထဲမှာဖြစ်တဲ့ဟာတွေတော့ Google Message ကတော့တားဆီးပေးနိုင်မှာမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိရယ် unknown နဲ့မှာနေဝင်လာတဲ့ message တွေရော auto block ပေးလို့ရတယ်ဒါကလည်းအခုလိုမျိုး ပန်းနေဖြစ်နေတဲ့ကာလမှာဆိုလို့ရှိရင်ဒီဟာကြီးပိတ်ထားလို့ရှိရင်ကိုယ့်ရဲ့အရေးကြီးအချက်လက်တွေကိုယ့်ကိုဆက်သွယ်ရမှုတွေလုံးဝလွတ်သွားနိုင်တဲ့အခြေအနေရှိရတယ်။အဲ့တော့ Google Maps သုံးတဲ့ဖုန်းတွေမှာတော့ကာကွယ်လို့လုံးဝရမှာမဟုတ်ဘူး။နောက်တစ်ခုအနေနဲ့တော်တော်များများပြောကြရင်ဒီဖုန်းနံပါတ်ကိုဘလော့လိုက်မလို့ဘလော့လိုက်ပါမယ်ဆိုရင်နောက်ကကြာလို့ရှိရင်နောက်တစ်နေ့မှာနောက်ဖုန်းနံပါတ်တစ်ခုနဲ့ထပ်ပြီးပို့လိမ့်မယ်။ဟုတ်တယ်ဘလော့ရယ်ဆိုတာလေအဖြစ်တစ်ခုတော့မဟုတ်ပြန်။ဟုတ်ပြီအဲ့တော့တော်တော်များများပြောကြရတဲ့ကျွန်တော်တို့ keyword နဲ့ဘလော့တာပေါ့။ keyword နဲ့ blur ဆိုတဲ့နေရာမှာကျွန်တော်စမ်းဖို့ရင် keyword တွေအများကြီးပဲ game လို့ platform လို့ slot လို့စသဖြင့်ပေါ့သူတို့စီကလာရဲစာတော်များများနဲ့ကျွန်တော်တို့ blur တယ်နောက်ဆုံးများစပယ်ဆိုတဲ့နာမည်တော့ပါသေးတယ် i hope ပါ blur ထားသည့်တိုင်အောင်ဖြတ်ဝင်အောင်ပါပဲဘာလို့လဲဆိုတော့တချို့ sms တွေကဘာသာတော်မှမပါဘဲနဲ့ link ကြီးပဲရောဆိုပစ်ထည့်လိုက်တယ် link ကြီးပဲဝင်လာတဲ့ sms တွေဆိုလို့ရှိရင်တော့ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ keyword နဲ့ filter ခံထားတာကလည်းအဖြစ်တစ်ခုမဟုတ်ပြန်။အဲဒါကျွန်တော်တို့ဖုန်းကြီးရဲ့ OS တွေအကြောင်းမှာ နည်းနည်းလေးထပ်ပြောဖို့လိုသွားပြီပေါ့နော်အဲ့လိုမျိုးဒီ spam SMS တွေဝင်တဲ့ဟာကိုကာကွယ်နိုင်ဆုံးကတော့ခွန်နိုင်ရဲ့ message OS ရှိမယ်ပြီးတော့ Huawei EMI ပိုင်း Harmony OS ကရှိမယ်ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင် Oppo ရဲ့ Color OS ရှိမယ်တတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင် Vivo ရဲ့ Origin OS ရှိမယ် China Road နဲ့လာတဲ့ဖုန်းတွေတော်တော်များများမှာတော့အခုလိုမျိုး block တဲ့ဟာတော်တော်လေးကောင်းတယ်ဥပမာ message os မှာဆိုလို့ရှိရင်မတိတဲ့ဖုန်းကိုဝင်လာတဲ့တခါတည်း temp block ရဲ့စနစ်ကြီးကိုဖုန်းမှာ default အနေနဲ့ထည့်ထားတာအဲလိုမျိုး feature တွေပါတဲ့ ဖုန်းနေဆိုလို့ရှင်တော့ဒီဟာတွေကိုတင်ပြီးတော့ gain size မလို့တော့ဘူး easy ပဲဖြတ်တန်းလို့ရတယ်။နောက်ဆုံးအကောင်းဆုံးနည်းလမ်းတစ်ခုကျွန်တော်ပြောပြမယ်။အဲ့ဒါကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့အသွေးနဲ့ဒီဟာကို clean ဖြူထားလိုက်ဖို့ပဲ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီဟာကို block ရတယ်တနည်းမို့တနည်းနဲ့ထပ်ဝင်လာတော့သူတို့ကလုံးမှာပဲ။အဲ့ဒီအတွက်ကြောင့်ဒီဟာကိုကျွန်တော်စိတ်နဲ့တရားဝင်လာတယ်။အဲ့ဒီကစောက်ပိုးပြီးပါကွာလို့သတ်မှတ်ပြီးတော့စိတ်ထဲမှာမထားနေတော့ဝင်လည်းမချင်းနေတော့အဲ့ဒါကတော့ကျွန်တော်အနေနဲ့အကောင်းဆုံးမသက်တစ်ခုလို့မှန်တယ်နော်အဲ့ဒါဘာလို့လဲဆိုတော့တနည်းမို့တနည်းနဲ့ SMS တွေပို့ဦးမှာပဲတကယ်လို့ notification ပိတ်ထားရဆိုလို့ရှိရင်ကျွန်တော်အရင်ကြည့်တဲ့အချက်လက်တွေလွတ်သွားနိုင်တယ်ဆိုတော့ကိုစိတ်နဲ့ကိုဒီဟာကိုတားဆီးလိုက်တာကတော့အကောင်းဆုံးမသက်တခုလို့ပြောရင်မိတ်ဆွေတို့ရောဘယ်လိုမျိုးကြုံတွေ့နေရလဲ comment မှာပို့ပြပေးခဲ့ပါဦးစီးပါโอเคเนาะဒီလိုပဲဒီလောက်ပါဒါတော့ down tag ကကိုကောင်းရဲ့တစ်ဆက်ထားတဲ့ view point လေးပဲဖြစ်ပါတယ်အဲဒီဟာဆိုရင်ကျွန်တော်တို့ဒါလူတိုင်းဒါခန်းစားနေရတာအခုချိန်မှာဆိုရင်เนาะ လူတိုင်းကိုဒါပေးပို့နေတဲ့ဒါမက်ဆေ့တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကိုပြောရဲဒီမှာကျွန်တော်အကြိုက်ဆုံးຢာဒီကတော့ဒီဟာတွေကိုလျှစ်လျှစ်ရှူထိုင်လိုက်တာပဲကောင်းပါတယ်။သူတို့ဘာပဲပို့ပို့ထားရဲစောက်ပိုးကြီးပါဆိုပြီးတော့ဘာမှမကြည့်ပဲနဲ့ဒီအင်းထားလိုက်တာကောင်းပါလေ။အဲ့လင်းနေပါကျတော့ဝင်လိုက်မယ်ဆိုရင်လည်းဒါဒီကိုပြောတော့ပဲဆိုလိုပဲကျွန်တော်တို့ရဲ့ data အချက်လက်တွေကိုရရှိသွားနိုင်တဲ့အတွက်ကြောင့်မို့လုံးဝဝင်ကြည့်ပါမယ်။ဒီ link နေရာဆိုကျွန်တော် long gas link တွေကိုဖြစ်ပါတယ်။ဘာလို့ဒီလိုမျိုးတွေဒါလုံနေတာလဲဆိုတာကတော့ဒါတော့တာဝန်ရှိသူတွေပဲသူတို့ဘာလို့စီရင်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့မိတ်ဆွေတို့ဒီမင်းစားချက်လေးနဲ့ကိုမမရေးပေးပါအောင်နောက်ထပ်ပြန်မှာတော့ပြန်လည်ဆုံပေးကြမယ်နော်